သတ္တလပိုင်းတွေအင်တာသားသမီးများတွေတလားစားကမြမများကိုကိုကနေစပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်သတ္တလပိုင်းမှာအင်တာသားသမီးများကံကောင်းကောင်းမွန်တဲ့ကံတရားပေါ့အလွန်ထူးခြားတဲ့ကံတရားပေါ်မှာရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်အင်တာသားသမီးများအစာဆုံးလေးကြည်ပေးဖို့လိုအပ်ပါတယ်အင်္ဂါသားမိများအားဒီသတ္တလပိုင်းမှာဆိုရင်မိမိတို့အနေနဲ့ပညာရည်အောင်မြင်မှုတွေ ပိုင်ဆိုင်ရမယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကံအရန်ကောင်းတဲ့ပုံမှာတည်ရှိနေပါတယ်တခုကကြတော့အလောက်ကံနဲ့ပတ်သက်ပြီးတော့အလင်းအငယ်အတိုက်ခံပြုတဘောမျိုးတွေတွေ့ကြုံရတတ်ပါတယ်ငွေကြေးပိုင်းမှာတော့ဆုံးရှုံးစရာနဲ့စိတ်တော့ကရောက်စရာတွေတွေ့ရတတ်ပါတယ်လူမှုရေးအပိုင်းတွေမှာဝင်မပါမိအောင်ဖယ်နေရမှာဖြစ်ပါတယ် ါဆိုရင်အင်္ဂါသားသမီးများအားဒီ7လပိုင်းမှာဆိုလို့ရှိရင်တော့ခရီးနဲ့ပတ်သက်တာကြီးအောင်မြင်တတ်ပါရဲ့စကားပြောဆိုတဲ့လုပ်ငန်းမျိုးတွေနိုင်ငံရဲ့ဈာနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေဆိုရင်အထူးပဲအောင်မြင်မှုတွေပိုင်ဆိုင်ရပါတယ်သတ္တလပိုင်းမှာအင်္ဂါသားသမီးတွေကဘာပဲကြုံကြုံနှစ်ကြိမ်နှစ်ခါလောက်တွေ့ကြုံရပါတယ် အဖန်ဖန်အခါခါစ조사နေရတဲ့ကာလလို့ပြောလို့ရပါတယ်။အင်္ဂါသားသမီးများကဒီသက်တလပိုင်းမှာဆိုရင်မမျော်နဲ့မဲနဲ့ငွေတွေစုလိုက်ပုံလိုက်ဝင်လာမယ်။ငွေကြီးတွေအရန်ဝကန်ကောင်းတယ်။ဒါပေမဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တည်းနော်ကိုယ့်ရဲ့ဆုံးဖြတ်ချက်တည်းကိုယ့်ရဲ့ရွေးချယ်မှုကြီးကြောင့်ငွေကြီးတွေကဆုံးရှုံးသွားရတာ။ ပြန်ထွက်သွားတာအဖတ်မတင်လို့ဖြစ်သွားတာမျိုးတွေဖြစ်ပါဒီလမှာသတ္တလပိုင်းမှာအင်္ဂါသားသမီးတွေကအလှအတန်းနေရည်ရွယ်ချက်တွေနဲ့ကောင်းတဲ့ပေါ်ဆောင်နိုင်ပါတယ်အလှတန်းနေကြီးကြီးမားမားလှူဝတတ်ပါတယ်အင်္ဂါသားသမီးများလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်သစ်၊နေရာသစ်ပြောင်းရွှေ့ရတတ်တယ် တည်ငြိမ်မှုကြီးအပြောင်းရွှေ့မှာလည်းတည်ငြိမ်မှုကြီးရရှိတတ်တယ်အလုံးကောင်းနေရာကောင်းကြီးရရှိတတ်ပါလေအကျဉ်းကဲရဲ့ကုညီမှုဖေးမမှုမျက်နှာပေးမှုကြီးကြုံရတတ်ပါတယ်ဒါကြောင့်အင်္ဂါသားမြတ်17လပိုင်းမှာဆိုရင်ကံရန်ကောင်းပါတယ်မိမိတို့အနေနဲ့ကလုပ်ငန်းပိုင်းမှာအရင်လောကြီးပြီးတော့ဆုံးဖြတ်ချလိုက်ဆုံးဖြတ်လိုက်တာမျိုးတွေမပြုလုပ်ဘူးတော့လိုအပ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှအောက်နဲ့ငယ်သားနော် လုတ်ဖို့ကင်ဘက်အချင်းချင်းအတိုက်ခံအပြုတ်တဘောမျိုးကြီးဝင်ရောက်လာနိုင်ပါတယ်။ဒါကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့တတိလေးထားပြီးတော့ဒါရှေ့ဆက်သွားမယ်ဆိုရင်တော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။အဲ့တော့ဒီလမှာအမွေတွေရမှုရှိရင်ရတတ်ပါတယ်။မပြီးပြတ်သေးတဲ့ကိစ္စတွေကဒီဆက်သက်လာပိုင်းမှာပြီးပြတ်သွားတတ်ပါတယ်။ကိုယ့်ရဲ့အကြံစီအောင်မြင်သွားတတ်ပါတယ်။ ငွေကြေးတွေစုဆောင်းထားတယ်ဆိုရင်တော့ဒီ17လပိုင်းမှာအကုန်ကြများတက်ပါတယ်အလှူတန်းတွေလည်းပြုလုပ်ရတက်ပါတယ်တခုတော့တတိထားပါဖြက်လန်းနီးနဲ့စီးဝါးရှာတာတွေဖြက်လန်းနီးနဲ့ရင်းနှီးမြုပ်နယ်လိုက်တာမျိုးတွေအဲလောက်တာမျိုးလေးမပြုလုပ်ပါဘူးအထူးကိယူဆက်ရမှာဒီလထဲမှာ အင်္ဂါသားလေးများကံအမြင်ပိုင်းထဲမှာရောက်နေတဲ့အတွက်မိမိတို့အနေနဲ့အလောင်းကစားတွေအပျော်ပါးတွေအရက်တီစာတွေရှောင်ပေးရမှာဖြစ်ပါတယ်။မိမိတို့ရဲ့မွေးနေ့မွေးရက်မှာတက်တက်တော့စားမယ်ဒိဋ္ဌံပတိစိတ်မဆိုရင်ပူပြီးတော့ကောင်းပါတယ်။လူငယ်တွေဖြစ်တယ်ဆိုရင်တော့လူပြိုလူလူလည်းဖြစ်တယ်လူငယ်တွေလည်းဖြစ်တယ်ဆိုရင်တော့အချစ်ရေးမှာမျက်နှာသာပြီးပြီးကြုံရတတ်ပါတယ်။ချစ်သူရဲ့အလိုလိုက်မှုတွေလက်ထပ်မင်္ဂလာဆက်ဆက်ကြောင်းလန်းခြင်းတွေခံရတတ်ပါတယ်။ ဲ့တော့မင်္ဂလာကိစ္စတွေအထမြောက်အောင်မြင်တတ်ပါတယ်မင်္ဂလာရက်မြက်ဒီလေဒီလထဲမှာလက်ထပ်မင်္ဂလာပွဲတွေပြုလို့မဆိုရင်လည်းအောင်မြင်တတ်ပါအနုပညာရှင်တွေအနေနဲ့ကတော့ဒီစက်တလအပိုင်းဆိုတာလူမှုရေးအတိုက်အခိုက်လေးတွေနည်းနည်းရှိတယ်ကိုယ့်ရဲ့အပြောမအဆိုမလေးပုံမှန်တည်ရှိနေတယ် နောက်တစ်ခုကကိုကဒီအမှုပညာသမားတွေအထူးကယူဆရာမှာအင်္ဂါသားသမီးအမှုပညာသမားတွေအခုမှစလုပ်မဲ့လူတွေဆိုလို့ရှိရင်တော့စိတ်တက်ကြစရာလေးနည်းနည်းတော့တွေ့ကြုံရတတ်ပါတယ်အမှုပညာလုပ်ငန်းတွေတော့ဒီလာထဲမှာနည်းနည်းလေးတိုက်ခံပြူတဘောလေးတွေအပြစ်မလွတ်တာမျိုးလေးတွေအပြောဆိုခံရတာမျိုးလေးတွေကြုံရတတ်ပါတယ်အထူးကယူဆိုင်ပါဒါကြောင့်မိမိတို့အနေနဲ့ကအင်္ဂါသားသမီးများက ဒီတနင်္လာနေ့10နာရီတိတိမှာပေါ့နော်မိမိတို့အနေနဲ့နှင်းစီပန်း9ပွဲလှူဒန်းပြီးတာ လှူပြီးတော့ကိုအလိုရှိရာအရှိရဘက်ကိုမျက်နှာမူပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်။အင်္ဂါသားသမီးများအဒီဆက်တလပိုင်းမှာကိုဝင်ဆောင်တဲ့စုလို့ရှိရင်တော့စေယုံမမူရမယ်။သားသမီးရတနာတွေဝင်လာဘူးလည်းရှိတယ်။နောက်တစ်ခုကညာညက်နေကိုအိမ်မှာတဲကူနေထိုင်တာမျိုးတွေဧည့်သည်တွေရောက်လာတာမျိုးတွေတွေ့ရတတ်ပါတယ်၊ကြုံရတတ်ပါတယ်။အိမ်အောင်ရှိတဲ့သူဧည့်သည်မျိုးတွေရောက်လာရင်အထူးဂရုစိုက်ရမယ်။အဲ့တော့ ဒီနှစ်ပိုင်းထဲမှာဒီကာလလေးမှာပေါ့ဒီလပိုင်းလေးထဲမှာကိုကမျက်နာတွေပွင့်နေမယ်အိမ်အောင်ရှိသူကပါကိုကိုနှစ်သက်တဘောကြတာမျိုးလေးဖြစ်တတ်ပါတယ်မျက်နာအရန်ပွင့်တဲ့ကာလလို့ပြောလို့ရပါတယ်အဲ့တော့အင်္ဂါသားလေးများဒီကာလမှာဆိုရင်တော့အလုံလာစားတွေကောင်းမယ်ယာတူတိုးတာတွေခံရဖို့ရှိတယ်အဲတာသမီလဲအောင်ငယ်တာတာသမီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်တော့ကရောင်းရတတ်တယ်။ဒါလေးတော့နည်းနည်းကယူဆိုင်ပါ။ငွေကြေးတွေအများကြီးရင်းနှီးမြှုပ်နှံတာမျိုးတွေမပြုလုပ်ရပါဘူး။ ရက်20ပိုင်းအကျော်မှာတော့ကန်တရားကကြောင်းလေးတွေထူးခြားစွာကျုံသွားတတ်ပါတယ်ထိပေါက်ကိန်းရှိတာမျိုးတွေထိပေါက်နိုင်ပါတယ်ထိထိုးပြီးမှလည်းမမေ့ပါနဲ့အဲ့တော့အင်္ဂါသားသမီးများဒီလာပါဆိုရင်ကျမ်းမာရေးအနည်းငယ်ညံတဲ့ပိုင်းကျမ်းမာရေးဂယုဆိုင်ပါဦးကောင်းပိုင်းနဲ့ဝမ်းပိုက်တွေဒုက္ခပေးတတ်ပါတယ်မကြာခဏခေါင်းမူတာလိုခေါင်းကိုက်တာလိုဖြစ်တတ်ပါတယ်ဝင်းပြက်တာမျိုးတွေဝင်းပြက်တဲ့အစာအသောက်တွေလည်းရှောင်ရမှာဖြစ်ပါတယ် တော့ဗုဒ္ဓဘူးကြီးညနေဆောင်မှာအင်္ဂါသားသမီးများစေဝါတ္ဆာတက်ကြီးရွယ်အိုလှူဒန်းပေးရမှာဖြစ်ပါတယ်နော်အဲ့တော့အင်္ဂါသားသမီးများဒီအိမ်မှာဒီလိုကာလမှာပေါ့ကိုယ့်အိမ်မှာအပြူလူလူရှိနေတယ်ဆိုရင်တော့တတိထားပါအိမ်ကနေထွက်သွားတတ်ပါတယ်နော် ဒီကာလာလေးမှာတော့မိမိအနေနဲ့ကဘာသာရေးလေးလုပ်ပြီးမယ်ဆိုရင်တော့ပူပေါင်းပူကောင်းပါတယ်မိမိတို့ရဲ့လုပ်ငန်းတွေစတင်အကောင့်ထဲပေါ်မယ်ဆိုရင်လည်းအလုပ်ကိုရရဲဆုံးဖြတ်ပါကောင်းပါတယ်အိမ်တော်ရေးရတော့မတိမပြတ် ဖြစ်နေတာမျိုးကြီးอ่ะဒီလပိုင်းထဲမှာပြန်လည်တက်ညက်သွားတတ်ပါတယ်ပျော်ရွှင်တဲ့အိမ်တော်ရေးမျိုးတွေကြုံရတတ်ပါတယ်ဖြစ်မှာပါเนาะအဲ့တော့စိတ်တော်ကရောက်စရာတွေစိတ်ညစ်ရစရာတွေရှိခဲ့တယ်ဆိုရင်တော့ဆက်တလပိုင်းမှာ အိမ်တော်ကြီးကပြန်နဲ့အစဉ်ပြေးသွားတတ်ပါတယ်။ဒါကြောင့်အင်္ဂါသားသမီးများဆိုလို့ရှိရင်မိမိတို့အနေနဲ့နှင်းစီပန်း9ွင့်၊အုံးညွန့်6ွင့်ညွန့်၊ရွက်လာလေး4ညွန့်နဲ့အတူမျက်စွာဖျားရှင်ကိုပန်းအိုးလေးလှူဒန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့ဒီကာလလေးမှာအင်္ဂါသားသမီးများဆိုလို့ရှိလို့ရှိရင်မိမိတို့အနေနဲ့ကဒီမျက်စွာဖျားရှင်ကိုမိမိတို့အနေနဲ့ ခင်းတို့တလက်လှူဒန်းပြီးတော့မှလူရစုတောင်းပေးပါငွေနေငွေရဒီမှာဒိဋ္ဌံပတိစိတ်ဓာမျိုးတသက်တော်စားတာမျိုးတွေပြုလုပ်ပေးပါဒီကာလာလေးမှာမိမိတို့နဲ့အကျိုးမပေးတာကတော့ဗုဒ္ဓဘူးတနင်းနာတနင်းကိုနေသာသမီများအထူးပြုဆိုင်ရမယ်အကျိုးပေးတဲ့သာသမီတွေကတောက်ကြစနေဇာတာပတိအကျိုးပေးပါတယ်အဲ့တော့ဒီသက်တလာပိုင်းမှာဆိုရင်ဗုဒ္ဓဘူးတနင်းနာသာသမီနဲ့သတ္တုလုပ်ငန်းတွေလုပ်မယ်ဆိုရင်တော့အထူးပြုဆိုင်ပြီးပါရံများတက်ပါတယ်လူမှုရေးကိစ္စတွေတွဲပဲ ်ပြီးဆောင်ရွက်မယ်ဆိုရင်လည်းအထူးပြုဆက်ရမယ်တယောက်နဲ့တယောက်နားလည်မှုရလွဲတာမျိုးတွေဖြစ်တတ်ပါတယ်။ကဲအင်္ဂါသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းတွေပြည့်စုံပါစေ။စိတ်သွားတိုင်းကိုပါလို့ရဆန္ဒတွေပြည့်ဝနိုင်ကြပါစေရှင့်။ဓမ္မထမပေးတယ်မိမယ်ဆိုလို့ရှိရင်တော့39698980ဖိုင်ဘာကနေတက်ဆင့်လာရောက်မင်းရဲနိုင်ပါတယ်ညံမှုစောက1000ကျော်ယူပါတယ်အလှကြရင်ဟောပေးပါတယ်ရှင့်